ခန္ဓာ၅ပါးဘာတွေလဲတဲ့မေးဖို့မလို့လားအဲ့တော့အရင်ဆုံးသွားမယ်ကြားလားယူဘက်ခန္ဓာကြားတာဘာခန္ဓာလဲယူဘက်ခန္ဓာခံစားတာကဝေဒနာခန္ဓာမှတ်သားတာကသိညာခန္ဓာစိတ်စောတိုက်တွန်းတတ်တဲ့ဟာလေးကသင်္ခေတခန္ဓာအမှားမှန်တွေကိုပိုင်းခြားတတ်တဲ့ဉာဏ်လေးကဝိညာဉ်နဲ့ခန္ဓာဟောမိမိတို့ခန္ဓာမဟုတ်ခန္ဓာ၅ပါးမရှိဘူးလားကြားလိုက်တဲ့ချိန်မှာဘာပေါ်တာလဲခန္ဓာ၅ပါးမြင်တဲ့ချိန်မှာဘာပေါ်တာလဲနံတဲ့အချိန်လေးမှာဘာပေါ်တာလဲ ဇာတာကောင်းစိတ်လေးမှဘာပေါ်တာလဲပြောကြည့်စိတ်လေးမှဘာပေါ်တာလဲကြံရိုးစိတ်လေးမှဘာပေါ်တာလဲအဲ့တော့ခန္ဓာ၅ပါးဓာယာ၆ပါးမှာပေါ်တိုင်းပေါ်တိုင်းနဲ့ခန္ဓာ၅ပါးမဖြစ်အောင်အဲ့တော့ဒီခန္ဓာ၅ပါးကိုအဲ့ဒါကိုဦးတော့ဒါပဲနဲ့မျက်စိနဲ့ကြည့်ရမယ့်အရာလားဉာဏ်နဲ့ကြည့်ရမယ့်အရာလားဉာဏ်နဲ့ခွဲစိတ်ပြောကြည့်မယ်နော်မိမိစိတ်လေးမှဖြစ်တာလေးတွေကိုတိဖို့မလိုဘူးလားလိုတယ်တဲ့ဒါသူဦးစိပြောတော့ကြားလားကြားတာလေးကဘာခန္ဓာလဲမိမိတို့ယူဘက်ခန္ဓာလို့သိတာလားတဲ့ငါတို့သိခဲ့တာလား အဲ့တော့ကြားတာကိုငါကြားတယ်လို့မသိဘူးလားခိုင်ပြီးတော့ရှင်းပြပါဘောနော်ဥစဉ်ဒီကျင့်လာတဲ့ဟိုဟိုတိခဲ့တဲ့အတိတိုင်းပဲပေါ့အဲ့တော့ရုပ်ဆိုတဲ့တဘာဝနဲ့ခန္ဓာမှာရုပ်ရှိရင်နာမ်ရှိတယ်เนาะဟိုပေါ့ဟိုမတူညီတဲ့တဘာဝရှိရောရုပ်ရှိရင်နာမ်ရှိတယ်ဒါရုပ်ကဒုက္ခသစ္စာနာမ်ကသမှုတ္တသစ္စာအဲဒီလိုလေးခွဲပြီးတော့သိလိုက်အဲ့တော့ရုပ်ဆိုတဲ့ဒီခန္ဓာကြီးကအမြဲတမ်းဖောက်ပြန်ပျက်စီးနေတဲ့အတွက်လို့သူ့ဒုက္ခသစ္စာလို့ခေါ်တယ်အမြဲတမ်းသူကပျက်စီးနေတာအဲ့တော့သမှုတ္တသစ္စာဆိုတော့ဘာလဲဆိုတော့ဒီရုပ်ကြီးကဖောက်ပြန်ပျက်စီးနေတဲ့တရားတွေကို သမုဒ္ဒသက်ဆာဆိုတာနန်တရားကအတ္တတ္တိစားထိုးပြီးရယုတ်ကပြက်တယ်နန်ကဆက်တယ်အဲဒီနှစ်ခုနဲ့သွားတယ်တန်လျဲမှာအဲ့တော့ပြိစ္ဆာသမုပ္ပတ်ဆိုတာကဒီမတူညီတဲ့သဘာဝယုတ်ကပြက်တဲ့မြောက်နန်ကဆက်တယ်အစာစားတယ်ရေတောက်ရတယ်အရာဟုတ်နဲ့စေးတောက်ရတယ်ဆိုတော့ဒီရဲ့တိမှုသဘောကမတိမှုဒီယုတ်ကြီးကိုကွန်ထရိုးကွန်ထရိုးလုပ်နေတယ်အဲ့တော့ဒီတိမှုရဲ့နန်တရားလေးကိုလည်းမတိမှုဒီယုတ်တရားကကံစိတ်ဥအဟာရဆိုတော့ဒီရဲ့ဥသူဘာယောက်ျားမိန်းမဆိုတဲ့ဟာတွေကပြည့်ညက်အာယုံနေမှာစိတ်တသိက်တီသူကပြည့်ညက် အဲ့တော့ပုပ်ကူသရဝါမရှိဘူးယုံနဲ့နံပဲရှိပါလားလို့ပိုင်းခြားပြီးတဲ့အတွက်အေးချမ်းသွားတာယုံနဲ့နံပဲလို့ရှိပါတာကမညံငါခန္ဓာကြီးကယုံနံလို့သိတဲ့အချိန်မှာငါသားနဲ့ငါသမီးလည်းပုပ်ကူသရဝါမရှိဘူးသူလည်းယုံနံပဲသူကဒီခန္ဓာကြီးကယုံနံလို့ကိုယ်ခန္ဓာကိုယုံနံလို့သိတာကမညံသူများခန္ဓာငါသားသမီးတွေငါရွှေမျိုးတွေတလောကလုံးမှာရှိတဲ့လူတွေအကုန်လုံးမြင်ဘာပဲမြင်ယုံနဲ့နံပဲမြင်တာကသူကဖူညံလို့ခေါ်တယ် ပွဲစိတ်လေးပဲဖြစ်ဖြစ်ခြင်ပဲဖြစ်ဖြစ်ငါကြမှာငါအသက်ရှိတာမဟုတ်ဘူးခြင်လေးလည်းအသက်ရှိတယ်ပွဲစိတ်လည်းအသက်ရှိတယ်ကြဘိုးလည်းအသက်ရှိတယ်သူလည်းယုံနဲ့နံပဲငါလည်းယုံနဲ့နံပဲဂျမားကြီးလည်းယုံနဲ့နံပဲအဲ့တော့အကုန်လုံးယုံနဲ့နံလေးပဲသောတာပန်မြင်သွားတာဟုတ်သူ့ဖို့ညံလို့ခေါ်တယ်အဲ့ဒီဖို့ညံရဖို့အတွက်မက်ကအရင်ပိုင်းပေးရတယ်ပုပ်ဖို့တော့မရှိဘူးယုံနဲ့နံပဲရှိပါလားလို့ပိုင်းနေညံဟုတ်မက်ညံမက်ကမြင်တာဖို့ကခံစားတာ အမှန်ကိုမသိခြင်းကိုတဏှာလို့ခေါ်တာအဲ့ဒါကိုမူလနဲ့ပြပါလဲဆိုအဝိဇ္ဇာ ဝင်းချောက်ကြည့်တယ်เนาะဟုတ်ပြီနော်ဓမ္မရကုဘာကမထအားထုတ်လဲဝေဒနာကမထမှာဗျာဝေဒနာကမထအဲ့တော့ဝေဒနာကမထအားထုတ်တော့ဦးတော်ကဒီတရားတွေနော်ဓမ္မကြီးဘယ်လိုကျင့်သုံးလဲဆိုတာကုလောကရံပေါ့နော်လောကရံနဲ့တကယ်တိုက်ပြီပေါ့နော်ဟုတ်ဒီကလောကရံတရား၈ပါးမဂ္ဂပွားဆိုတာလည်းနာဘူးတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့တရားနဲ့မဂ္ဂ၈ကိုကျင့်နေတဲ့မဂ္ဂ၈ပါးနဲ့လောကရံတရားနဲ့ကုတိုက်ပြီ နော်တကယ်တကယ်တိုက်တဲ့ကဥရုရဲ့သမိုင်းကူးကျင့်သုံးနေတဲ့တရားဥစဉ်ခုဟောနေတဲ့တရားကနော်ဥရုကပ္ပေးဝဏ္ဏိတို့ဖွဲ့တွေကတော့အာရမဝါရာလို့သူတို့ကတော့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဥစဉ်တော့လက်မှတ်မထိုးခဲ့ဘူးနော်အဲ့တော့ဥစဉ်ရဲ့တရားတော့ဥစဉ်အမခံတယ်ပေါ့ဓမ္မကြီးအဲ့လိုမျိုး အာရမဝါရာလို့ပြောတဲ့ချိန်မှာဓမ္မကြီးရဲ့ရင်ထဲကဓမ္မတွေကအာရမဖြစ်သွားလားဖြစ်ပါဦးခင်ဗျာအဲဘာကြောင့်မတော့အာရမမဖြစ်တာလဲသူများတွေကတော့အာရမဝါရာလို့ဆုံးဖြတ်လိုက်ပြီဆရာတော်တွေကဟုတ်ဓမ္မကြီးရင်ထဲမှာဘာလို့အာရမဝါရာမဖြစ်တာလဲ အရမဒီတရားအရမမဝါရမဖြစ်မဖြစ်ဘူးဆိုတာဓမ္မရခိုင်လုံအောင်ဦးဇင်းကိုပြောအာအော်လောကမှာဖြစ်နေတဲ့တရားတွေနဲ့ဆရာတော်ဟောကြားတဲ့တရားတွေကိုတိုက်လိုက်တဲ့အချိန်မှာထတ်တူကြနေတဲ့အတွက်ဆရာတော်ဟောတဲ့တရားတွေကအကျဉ်းမှန်မှန်ကန်တယ်ဆိုတာကိုတပည့်တော်ညာသိထားတဲ့အတွက်အာအတ္တမဆိုတာကိုညာလက်မခံပါဘူးခင်ဗျာ ။ဘာတွေကိုသိထားလို့ဓမ္မရအာရမလို့လက်မခံဘူး။ဘာတွေဗတရားတွေကျင့်ထားလို့ဘာတွေကိုသိထားလို့ဓမ္မရအာရမလို့ပြောတာကိုဓမ္မရနဲ့မှဓမ္မအာရမမဖြစ်တာလေ။တပည့်တော်ငါရှာကမထန်းယုံနံယုံနံကြောင်းကျိုးရေးမှာတပည့်တော်အဲအဲ့ဒီကမထန်းတွေကိုကျင့်တဲ့အချိန်မှာအာလောကနဲ့လောကိုင်းနဲ့ဆရာတော်ဟောတဲ့တရားရင်းနဲ့ကအာ ထပ်တူကြပြီးမှန်ကန်နေတဲ့အတွက်တပည့်တော်ကဆရာတော်ဟောတဲ့တရားတွေကအမှန်တရားဖြစ်တယ်ဆိုတာအကြောင်းဟုတ်ပါနော်ဟုတ်အဲ့တော့နောက်ထပ်ဒီတရားတွေပေါ်မှာတပည့်ရဲ့စိတ်ပြတ်မသွားဘူးလားမပြတ်ပါဘူးခင်ဗျာတပည့်တော်ကိုယ်တိုင်တွေးရှိထားတဲ့တရားဖြစ်တဲ့အတွက်မှန်ကန်ကြောင်းတပည့်တော်အမခံပါဗျာဟုတ်ပြီအဲ့တော့ဓမ္မကြီးတို့ဒီတရားတွေဆက်ကျင့်ရင်ဘုရင်ဒီတရားတွေเนาะဦးရင်တို့ဒီအရိယမန္တန်တရားတွေဓမ္မကြီးဆက်ကျင့်ရင်လူတွေက အာရမဝါရပါအာရမဝါဒီပါเนาะအရမကြီးကိုလူတွေကရာဇာမရှိအောင်ပြောကြလိုက်မယ်လူတွေကအထင်သေးကြလိုက်မယ်ကဲ့ရဲကြလိုက်မယ်အဲ့ပေါ်မှာဓမ္မကြီးဘလို့ဖြည့်ရှင်းမယ်အဲ့လောကဓာတ်တွေတိုက်လာအဲ့လိုလောကဓာတ်အပြင်းထန်တိုက်လာဓမ္မကြီးဘလို့ဖြည့်ရှင်းမယ်တပီတော့တက်နိုင်တလောက်တော့ရှင်းပြပါမယ်ဖေယအာရှင်းပြလို့နားမဝင်လည်းမရှင်းတော့ပါဘူးဖေယဟိုကိုတေအဲအာ ကိုတရားနဲ့ကိုပဲနေပါမယ်ခင်ဗျာအဲ့လိုသူတို့မသိလို့ပြောတာပဲဆိုပြီးတော့အော်တပည့်ရောအဲ့လိုပဲမှတ်ပါတယ်ခင်ဗျာမသိလို့ပေါ့နော်အော်တကယ်သူတို့အဲ့လိုဆရာတော်ဘုရားရဲ့တရားကိုတပုတ်လေးတော့နားထောင်ပြီးမှနားထောင်ပြီးမှမှားတာရှိရင်အဲဘယ်နေရာမှားတာရှိရလဲဆိုပြီးတော့မေးခိုင်းပြီးတော့မှဝေဖန်စီခြင်းပါတယ်ခင်ဗျာဩဟုတ်ပြီဟုတ်ပြီအဲ့တော့ ်နားထောင်ပြီးတော့ဒီဥစဉ်ရတရားတွေအားလုံးတစ်ပုတ်လောက်နားထောင်စေခြင်းနဲ့ပြီးရင်ဗီဒီယိုမှာမှားလဲလို့ဝေဖန်စေခြင်းနဲ့ဝေဖန်စေခြင်းနဲ့ခင်ဗျာတကယ်နားထောင်စေခြင်းတာပေါ့ဟုတ်နားထောင်ပြီးမှဝေဖန်စေခြင်းပါခင်ဗျာနားထောင်ပြီးတော့မှကြင်ကြင်ပြီးတော့မှဝေဖန်စေခြင်းနဲ့ပေါ့နော်အဲ့တော့ဓမ္မကြီးဒီတရားတွေဟောလို့ဓမ္မကြီးကကျောဖမ်းမယ်လို့လည်းပြောတယ်ပေါ့ဒီတရားတွေဖမ်းလို့ရှိရင်ဓမ္မယုလူတွေကမုန်းတီးတဲ့စိတ်နဲ့အညှို့တရတဲ့စိတ်နဲ့ဓမ္မယုတကယ်လို့အသက်ကိုရန်ရှာလာမယ်လူအန်တယ်ပြုတ်ပြီးဖမ်းစည်းတာတွေလုပ်မယ်ဆိုရင်ဓမ္မယုဘယ်လိုပြင်ဆိုင်မလဲရတယ်အာ ဖမ်းရင်လည်းဖမ်းပလိစီပေါ့နော်ဒါကတပည့်တော်ရဲ့ဒီတရားပုံမှာအာယုံကြည်မှုကတော့ပြောင်းသွားပါဘုရားဟုတ်ဟုတ်ဒါဆိုရင်ဒီတရားတွေကိုဓမ္မကြီးကဘယ်လောက်ထိဘယ်လောက်ထိဆက်ပြီးတော့အကျင့်သုံးသွားမှာလဲဘယ်လောက်ထိရောမျှော်မှန်းထားတယ်ဒီတရားတွေပေါ့မှာဒီတရားတွေကိုတပည့်တော်ကအတတ်ထက်ဆုံးပဲအာကျင့်ကြံသွားမှာပါဘုရားဘယ်လိုပဲအဲဖန်ဒီတရားတွေကိုကျင့်လို့ဖန်ဆင်းမယ်ဆိုရင်လည်း ခန်းပလိစီပေါ့နော်။အော်တဲ့ရင်လည်းအဒီတာခန်းသွားမယ်တပည့်တော်ကဒီတရားတွေကိုဒီတရားတွေကိုပဲရှုမှတ်သွားမှာပါဖေ။ဟုတ်ပါတယ်เนาะအဲ့တော့ဦးစင်းဒီတရားတွေကိုကြင့်နေတဲ့ပုံမှာเนาะဒီလိုအာရမဝါရပါဥဒုရိယကိုယ့်ရဲ့ဆရာသမားလာတာဦးဦးစင်းရဲ့တရားတွေကအာရမဝါရပါအာရမဝါရီတွေပါဒါဒီလိုမျိုးတွေပေါ့เนาะဒီမိစ္ဆာဒိဋ္ဌိတွေပါလို့ဒါလူတွေကပြောတဲ့ပုံမှာဓမ္မကြီးကဦးစင်းပုံမှာတန်တရားမရှိဘူးလားကိုယ့်ဆရာသမားပုံမှာမရှိပါဘူးခင်ဗျာ ကိုယ်တိုင်ကြင်ကြံပြီးတည်ထားတဲ့တရားမလို့อืมမရှိပါဘူးခင်ဗျာအဲ့လိုတန်တရားစိတ်ဆိုကိုကိုကိုယ်တိုင်တွေ့ထားတဲ့တရားတွေမလို့ပါခင်ဗျာဥစဉ်ကဥစဉ်ပေါ်မှာကြီးညူပြတ်မသွားဘူးလားအာရမဝါရပါတော့အထင်မသေးဘူးလားဥစဉ်ပေါ်မှာသင်သေးတယ်ဆိုတော့ဖြစ်မှာခင်ဗျာအာမရှိပါဘူးခင်ဗျာအာရှင်ဖျားဟောတဲ့တရားတွေကအာလောကမှာဖြစ်နေတဲ့တရားတွေနဲ့တထထဲကြလို့ပါခင်ဗျာ ဟုတ်ပါရဲ့နော်ရပါနောက်တဲ့လူတွေကိုမယုံကြည်တဲ့လူတွေနားမလဲတဲ့လူတွေပေါ်မှာဓမ္မကြီးကဒီတရားတွေထပ်လိုက်ပြီးတော့ရှင်းသင်ပြီးတော့နော်သူဒီတရားတွေပေါ်မှာကျင့်သုံးဖို့အတွက်ဓမ္မကြီးကသူတို့တွေအားလုံးမယုံကြည်တဲ့လူတွေနားမလဲတဲ့လူတွေကိုဓမ္မကြီးကဘယ်လိုတွေအကြံပေးခြင်းတည်လဲနောက်တဲ့သူတို့သူနားလဲအောင်ဗါးတွေအကြံပေးခြင်းတည်လဲနားလဲလက်ခံလောက်အောင်အာသူတို့ဝေဖန်ခြင်းတော့အ ਨੇ ဆုံးဟိုတပုတ်တလီနားထောင်ပြီးတော့မှ အာဘယ်ညာဟိုသူတို့မှားလဲမေးမြန်းပြီးတော့မှအာဝေဖန်စေခြင်းပါဘုရားဒီတိုင်းဘာမှအာနားမထောင်မဲနဲ့ဝေဖန်တာဟိုတော့လက်မခံခြင်းပါဘုရားဟုတ်ပါပြီเนาะဦးမြတ်ပြောပြလိုက်ပါเนาะဟုတ်အာရုံသာဓုခေါ်ပါဘောတာဓုတာဓုတာဓုဟုတ် မူးချင်းကိုတချို့ကဟာပြောတယ်တန်ခါးရတနာ40တန်ခါးရတနာ49ပါလားဟုတ်လားတန်ခါးရတနာ49ပါလားဟုတ်ပါပါအဲဆို49ပါရှင်များကိုလာမစစ်ဘူးလားလို့လာစစ်မှာလို့မျိုးမျိုးပြောကြဥစဉ်ကရည်ချင်းတယ်အဲ့လိုမျိုးပြောလို့ရှိရင်အဲ့လိုစစ်မဲ့ဆရာတော်တွေကိုလမ်းစိုက်ပါပြောမှာအတွားပြန်လမ်းစိုက်ဆုံးကျွေးမှာပြင်ဖိတ်ပြီးတော့အခုလက်တရဝတ်ကြွညာတယ်ပြေုံပြေုံမှာ အဲ့တော့ဦးစင်းကိုတိုင်ဒီရန်ပေါင်မှာနှစ်လပဲရှိတယ်တပိတ်တလုံးသင်္ကန်းသုံးတယ်ဦးစင်းအဲ့တန်ခါရတနာတန်ခါနာက48ပေါင်လိုက်ရှာပရမတေဦးစရတော့ရှာနောက်ကအဲ့မော်ဘီယာဖုန်းကြီးပေါင်တန်ခါနာက48ပေါင်ဘလို့ဆက်တွေ့ရမလဲတာရန်တိုင်းပွင့်ပြီး တော့ဘယ်လိုပြောပြမလဲခက်ကန်းသစီမကြောက်ဘူးသူတို့ကငိုတဲ့ဒူးရတဲ့ကြောက်တာမဟုတ်လေမှားတာတော့မကြောက်တာလေမှန်တာဘာလို့ကြောက်ဘူးအဲ့တော့ဒီဟာကကိုကငိုတဲ့ဒီတန်တာကိုဆောင်းတော့အဲ့လိုလိုက်ပြီးတော့လိုက်ရှာခဲ့တာဒီတရားတွေကိုကိုကိုယ်တိုင်တရားဝင်သူတို့ကသူတို့စစ်တယ်ဆိုရန်ကောင်းတာသူတို့ကလည်းမတရားတာလုပ်လို့ရကြောက်စရာလည်းမလိုဘူးကြောက်တယ်ဆိုတော့မဟုတ်တာလို့ပြမှာကြောက်ကိုတရားဆက်နေတော့ကိုကိုယ်တိုင်စစ်ခံတယ်ပြောမစွန်လိုင်စင်သွင်းနေတယ် လိုင်းစင်တွေးနေတာအဲ့တော့စစ်မဲ့စစ်မဲ့ပြောရင်ဦးဇင်းအရင်ရည်ရည်ဦးဇင်းစစ်သေးတယ်အဲ့တော့စစ်ရင်လည်းဦးဇင်းအကျဉ်းဉာဏ်လည်းဘယ်လောက်ဒီဘယ်လောက်ဒီသုံးသက်လာတာအဲ့စစ်တဲ့လူတွေအကုန်လုံးကောရမတ်တောင်ပေါ်မှာအဲ့လောက်ဒီဦးဇင်းကသူတို့စစ်နေနေဦးဇင်းတိုင်နေကိုနိုင်ငံရောက်တဲ့ပေါ်ပြောအဲ့တော့ဒီဦးဇင်းကမောင်းတယ်လာရဲ့အဲ့သူတို့လိုက်ရှာတယ်အဲ့တော့ဦးဇင်းကိုစစ်မဲ့ဆိုစစ်တဲ့ဆရာတော်လေးနေတီးတီးမျိုးနေတီးတီးရတာဟုတ်လားအဲ့ရတဲ့ဦးဇင်းလမ်းစိတ်ပါပြောမှာ ဦးဇင်အဲ့လောက်ထိကိုယူရချက်ရှိတယ်။ဦးဇင်ဒီတရားပေါ်မှာဦးဇင်ယုံကြည်မှုပေါ့နော်။အဲ့တော့ဒီတရားပေါ်မှာဘယ်လောက်ထိယုံကြည်လဲ။ဦးဇင်ဒီငါဒီသစ္စာတရားတွေဟောလို့ငါ့ကိုမကျင့်တဲ့လို့ခုလိုမျိုးဝင်းနေဆရာပဲဖြစ်ဖြစ်မကျင့်တဲ့လူကအမျိုးမျိုးကြောက်ချတော့ထောင်ကြရင်ထောင်ထဲမှာပေါ့။မကျင့်တဲ့လို့ရှင်များကိုမယုံဘူးရှင်များတရားတွေကမှားတယ်တွဲတယ်မကျင့်တဲ့ဘူးလားလဲဆင်းပြီးလိုက်ဘုရားတရားအဲတေးတဲ့ဥစဉ်ကိုလဲခေါင်းပြတ်မဲ့လူလဲဥစဉ်ရေးပြီးဘူးစာချုပ်မှာလက်မှတ်ထိုးပြီးဦးမှာ ကြည်ပြူသွားနဲ့သူ့မှာအပြစ်မရှိကြအောင်ကျွန်တော်ကိုယ်တိုင်ဦးစင်ကိုယ်တိုင်လက်မှတ်ထိုးပေးလို့ဟာလာခုမှပြောတာမဟုတ်ဘူးဦးစင်ပလင်ပေါ်မှာလည်းပြောတယ်ဟောတဲ့တရားထဲမှာလည်းရှိတယ်တိုက်နာတော့